င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ်ပြသတင်းတွေထဲမှာတော့ရှမ်းမြောက်ကိုခိုင်မြို့နယ်ထဲကအရက်သားတွေပြစ်ခတ်တဲ့ပြက်ခံရမှုနဲ့ပတ်သက်ပြီး MNDAA ရုပ်ရှိမှာဒီသားခန့်တွေဆန္ဒပြခဲ့ကြပါတယ်။ရခိုင်နဲ့အေယာဝတီမှာစီကောက်စီရဲ့တပ်စခန်းတချို့ကိုအေအေကဒီတပတ်အတွင်းစက်တိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။တတိပိပုချက်တွေထဲမှာတော့စီကောက်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုကြောင့် February လထဲမှာနိုင်ငံသဝင်အမျိုးသမီး66ယောက်သေဆုံးခဲ့တဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးဖို့ရှိနေပါတယ်။ ဒီနေ့အစီအစဉ်ကိုကျမနဲ့အတူကိုပီတာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သမယောက်ကိုခံယူနေမုံစီဒေတာကအယတားတွေပြစ်ခတ်တပြတ်ခံရမှုနဲ့ပတ်သက်ပြီးကိုကတ္တာ MND အရုပ်ရှိမှာဒေတာခံရစန္ဒပြခဲ့ကြပါတယ်။မုံစီဒေတာပိန်ခန့်ရနာမှာရွှေသူဖို့နေတဲ့တရုတ်လုံငန်းရှင်တွေကိုဒေတာခံတွေကတွားရောက်တားဆီးချိန် ခန့်ရံဖြစ်ပြီးနောက် MNDAA တပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်မလ9ရက်နေ့မှာဒေသခံ6ယောက်တိ6ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။တိဆုံသွားသူတွေထဲမှာ KAU အဖွဲ့ကနေခွင့်နဲ့ပြန်သွားတဲ့သူတယောက်ပါတယ်လို့ဘုံကြီးနော်ဘူးကပြောပါရတယ်။ဒေသခံတွေအားထားနေကြရတဲ့ရေအရေးအမြင့်စတင်ရမှာတရုတ်လုပ်ငန်းရှင်တွေကရွှေတူးတဲ့အတွက်ကချင်တိုင်းရင်းသားတွေကကချင်တိုင်းရင်းသားတွေကန့်ကွက်ရာကကိုကန့် MDA တပ်ကပြစ်ခတ်ခဲ့လို့ အခုလိုတည်ဆောက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။တည်ဆောက်မှုတန်ရာရရှိမှုတွေအတွက်ဖြည့်ရှင်းပေးဖို့မူစီဒေတာမှာရှိတဲ့ MNDAA ရုံးရှိမှဒေတာခံတွေတာရောက်တောင်းဆိုခဲ့ကြပါတယ်။ရခိုင်နဲ့အေယာဝတီမှာစီကောက်စီရဲ့တပ်စခန်းအချို့ကို Arakatdo AA ကဒီတပတ်အတွင်းဆက်တိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ တယုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဓညဝရီရေတက်ထာလာချုပ်ရဲ့ကာကင်းစခန်းတချို့ကိုမတ်လ၄ရက်နေ့ညနေပိုင်းမှာအေးအေးကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။စီမော်ရွာနယ်ဓညဝရီရေတက်ထာလာချုပ်ကြောင့်တောင်တန်းတွေပေါ်မှာရှိတဲ့စခန်း၃ခုထက်မနည်းကိုသိမ်းပိုက်ခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။ဒီကာကိစခန်းတွေတိမ့်ပိုက်ခံရပြီးနောက်စစ်သက်ကလေကြောင်းကနေပုံကျဲနေတာဒီနေ့အခြေကြီးလို့ဒေသခံတွေကပြောပါတယ် မတ်လ6ရက်နေ့မှာလဲကြောက်ဖြူမျိုးနဲ့ဒီမှာရှိနေတဲ့စီရေရင်တွေပေါ်ကနေလက်နဲ့ကြီးတွေနဲ့ပြည့်ခတ်နေရလို့ပြောပါတယ်။ဒါပြင်အရကသက်တော် AA နဲ့ဘူပေါက်တပ်ဖွဲ့က AWR တိုင်းထက်ကတာပေါင်းမျိုးအခြေဆိုင်ခမရ3တုံများရှင်းတဲ့ကာကေးစခန်းကိုလဲမတ်လ9ရက်နေ့ကသိမ်းပိုက်လိုက်ပါတယ်။ ဒီခမရသုံးတုံများရှိတက်ရင်နဲ့ကမွန်းချင်တောင်ကာကင်းစခန်းကိုလာကြီးတက်ဖို့စိတ်ကောက်စီတက်ကဗျူဟာမူရောက်လာချိန်အေအေနဲ့ပူပေါက်တက်ကမတ်လ၂ရက်နေ့မှာပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဒီတိုက်ခိုက်ခံရမှုတွေဗျူဟာမူဟာစနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးထိမှန်တိစုပ်ခဲ့ပြီးနောက်ဥဆောင်သူမရှိပဲစစ်သားတွေကစခန်းကနေဆွခွာထွက်ပြေးသွားကြတာဖြစ်ပါရယ်ကရင်ပြည်ကမမောင်မြို့ကြောက်သွင်းရွာထဲကိုတိုက်ပွဲမရှိပဲစစ်တပ်ကလေကြောင်းကနေဗိုလ်ကျဲတိုက်ခိုက်မှုကြောင့် ကြောက်ထိုင်စရာတော့ပြန်လွန်တော်မူခဲ့ပါတယ်မလာ9ရက်နေ့ညနေ4နာရီလောက်မှာကြောက်ကွင်းရွာထဲကိုလေရင်နဲ့လာရောက်ဘုံကျဲခဲ့လို့ကြောင်းဆောင်အဆောက်အုံထိခိုက်ပျက်စီးသွားခဲ့ပြီးကြောင်းထိုက်ဆရာတော်ပြန်လွန်တော်မူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်ကြောင်းအသွင်ရှိရဟန်းတဘာနဲ့ကိုရင်တဘာလည်းထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရသွားတဲ့တန်ကာတွေကိုကမမောင်မျိုးကနေတဆင်ပအန်စင်းရုပ်ကိုပို့ဆောင်လိုက်ပြီးဆေးကုတမှုခံယူနေရပါတယ်။စေတကကမမောင်မျိုးဘွေဟာစခန်း စစ်တပ်ကကမမောင်မြို့ဗျူဟာစခန်းမတိုက်ခိုက်ခံရဖို့အရေးပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယအပတ်လောက်ကစပြီးအခုလိုလေးချောင်းဘုံကျဲမှုနဲ့လက်လက်ကြီးပြစ်ခတ်တာတွေနေ့တိုင်းလုပ်နေတာလို့ဆိုကြပါပဲချင်းပြည်နယ်ချင်းပြည်ပြပမှာရှိတဲ့ချင်းလူမျိုးတွေနေထိုင်တဲ့ဒေသတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်လေးနေကျော်အသွင်းချင်းလူမျိုးအယောက်180တိဆုံးတယ်လို့ချင်းရီးရအဖွဲ့ချုပ် ICA ကထုတ်ပြန်ပါတယ် စီယနာသိန်းချိန်ကနေ2025ဖေဖော်ဝါရီလအထိစစ်ကောင်စီကလီကျောင်းတိုက်ခိုက်မှုအကျဉ်250ကျော်လုပ်ခဲ့ရမှာချင်းအရက်သားပြည်သူ200ကျော်နဲ့ချင်းတော်လည်ရင်တပ်ဖွဲ့ဝင်80ကျော်တိစုံခဲ့တယ်လို့ ICA ကမက်ရှလာ၄ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ လီကြောင်ကနေဘုတ်ကျဲတိုက်ခိုက်မှုကြောင့်ချင်းအရက်သားပြည်သူတိတ်ဆုံးမှုမှာ83ရက်ခိုင်နှုန်းရှိပြီးချင်းတော်လေရေးတပ်ဖွဲ့တိတ်ဆုံးမှုမှာ29ရက်ခိုင်နှုန်းပဲရှိတဲ့အတွက်စစ်ကောင်စီတပ်ဟာအရက်သားပြည်သူကိုဥတီပြီးတိုက်ခိုက်မှုတွေလုပ်နေတာလို့ ICA ပြောရေးဆိုခွင့်ရှိ Silvans Reason ကပြောပါတယ်ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်အိမ်နဲ့ဘာသာရေးအဆောက်အအုံပေါင်း1400ကျော်ပျက်စီးခဲ့ရတယ်လို့လဲ ICA ကဆိုပါတယ်။ အခုဆက်ပြီးတည်ပြီးဖို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ်။ခရနီပြည်ဖရူโซမြို့အနောက်ဘက်ဟူဘောမြို့နယ်ဟာမှုစည်းချောက်စခန်းကပြည်သူတွေဟာစိတ်ဖိစီးမှုနဲ့အတူအိတ်တွင်းအကြမ်းဖက်မှုတွေကိုလည်းရင်ဆိုင်နေကြရတယ်လို့စစ်ဘေးရှောင်တွေနဲ့အခုအညီပေးနေသူတွေကပြောပါတယ်။ကိုစောဝေးကတင်ဆက်ထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာစာဝတ်နေရေးအခက်အခဲတွေကြောင့်စိတ်ဖိစီးမှုနဲ့အတူအိမ်တွေအကျန်းဖဲမှုတွေဟာလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ကေကောအုပ်စုနဲ့ရော်ဒေါ်ခေါအုပ်စုမှရှိတဲ့စစ်ဘေးရှောင်တွေအတွက်စေတနာဝန်ထမ်းလှုပ်ဆောင်နေသူတူကပြောပါဗျာ။စာဆူစာဝတ်နေရေးအစီအစဉ်ကလည်းများစကားများတာတွေအဲ့အိမ်တွေအကျန်းဖဲမှုတွေဖြစ်ပြီးတော့မှစိတ်ညစ်တယ်၊ဝမ်းနည်းတယ်၊စာဆူစာစီတင်နေတယ်ပတ်သက်တာမှမရှိဘူးလို့ကိုကမြင်နေတယ်။ဒါမှသူကစဉ်းစားတယ်၊ရှေ့ကြီးအတွက်နောက်ကြီးအတွက်စဉ်းစားရင်းနဲ့စိတ်တွေ ိတ်သက်တည်ကြတယ်။ပါဆက်လို့ရမလဲပါစားရမလဲသာသမီပညာရေးကဘယ်လိုသွားရမလဲဒီဟာတွေစဉ်းစားစဉ်းစားနေတဲ့စိတ်ညစ်တာလေစိတ်သက်ကြတဲ့ယောဂါကြီးကြတာပေါ့။ဖရူဆိုမျိုးအနာပဲဟူဘောမျိုးနဲ့ကေကောအုပ်စုဟာမှုစစ်ဘေးရှောင်စကန်မှာအင်ထောင်စု25စုရှိပါတယ်။အဲ့ဒီစစ်ဘေးရှောင်စကန်ကပြည်သူတွေစိတ်ဖိစီးမှုခံစားနေရတဲ့အခြေအနေကိုဟာမှုစစ်ဘေးရှောင်စကန်ကမိခင်တူဦးကအခုလိုပြောပါတယ်။တိုက်ပွဲကြားကနေ y una vez a todos dicen mananiro sabu ni este motiva de ego ni caiga de o kunia kuti tam hoga de luna o ni de kukulo y le hamlone di hamlone en ni tani na vez a todos que siñere စေပီစီမှုလျှော့ကြစေဖို့အတွက်စိတ်ပိုင်းဆိုင်ရာနေသိဆွေးနွေးမှုတွေလာရောက်ဆောင်ပေးဖို့စစ်ဘေးရှောင်တွေကတောင်းဆိုနေကြတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်။ မတို့အခုဆိုရင်လူချင်းငယ်မျိုးစိတ်ကြံရတဲ့တော့ကိုရင်းချမ်းနေတယ်ဆီဆောင်တွေကလည်းလာပြီးတော့မှအဲစိတ်ပိုင်းဆိုင်ရာနေသိနေမှုတွေကိုအတဲလို့လာပြီးတော့အတန်ကြားရပေါ့နော်စိုက်ကိုဆိုရှယ်ဆပ်ပေါ့ပေါ့နော်ဒီဟာလေးတွေလည်းနေသိနေမှုတွေလည်းကိုအတဲပေါ့နော်အဲ့ဒါမျိုးတွေရှိတော့ကောင်းတယ် တမန်ဆက်သွယ်ရေးခက်ခဲတဲ့ဟာမှုစစ်ဘေးရှောင်စခန်းကစစ်ဘေးရှောင်ပြည်သူတွေဟာစစ်ဘေးရှောင်ကာလ၄နှစ်ရှိပြီဖြစ်တဲ့အတွက်အခြေခံစားနပ်ရိက္ခာတွေအရေးပေါ်ရာနာပျောက်စေတခြားဆေးဝါးတွေနဲ့စိတ်ပိုင်းဆိုင်ရာနေသိဆွေးနွေးမှုတွေလုပ်ပေးဖို့လိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါဗျာ။ စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုကြောင့်ဖေဖော်ဝါရီလထဲမှာမြန်မာနိုင်ငံသဝန်အမျိုးသမီး66ယောက်တည်ဆုံခဲ့ရတယ်လို့မြန်မာအမျိုးသမီးသမဂ BWU ကပြောပါရယ်မအာမီကတင်ဆက်ပေးထားပါရယ် တိတ်ဆုံးသူအမျိုးသမီး66ယောက်ထဲမှာအသက်18နှစ်အောက်အမျိုးသမီးငယ်73ယောက်ပါဝင်တယ်လို့ BWU ကဆိုပါတယ်။တိတ်ဆုံးသူအမျိုးသမီး66ယောက်ဟာစစ်ကောင်စီကကျူးလွန်တဲ့ရာဇဝတ်မှုတွေကြောင့်အခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ28ရက်နေ့အတွင်းတိတ်ဆုံးသူတွေဖြစ်တယ်လို့ BWU ကမတ်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ငံတော်မှာအမျိုးသမီးတွေလားစဉ်ထိခိုက်တိတ်ဆုံးမှုတွေရှိနေတဲ့အပေါ် BWU ကအခုလိုမျိုးပြောပါတယ်။ တဲ့နိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့နော်ကျမတို့ဒီလိုမျိုးကြက်ဖက်ခံရတဲ့အမျိုးသမီးတွေအတွက်ကိုဒီထိခိုက်နေတာသားတဲ့သူတွေအတွက်တရားမျှတမှုရရှိအောင်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်တစ်ဖက်မှာလည်းအာကျူးလွန်သူတွေကိုထိရောက်တဲ့ပြစ်ပေးရယူမှုတွေလုပ်ပေးဖို့လိုအပ်တယ်တပြိုင်နက်တည်းမှာပဲအမျိုးသမီးတွေအတွက်အကာအကွယ်ဖြစ်စေမဲ့ဥပဒေတွေမူရီပေါ်လစီတွေပေါ်ပေါအောင်လဲစူးစမ်းဖို့လိုအပ်တယ်ဆိုတဲ့ဟာတွေကိုကျမတို့အစုအဖွဲ့အားလုံးအသီးသီးကိုကျမတို့ပြောချင်တယ် အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်45ရောက်လက်နက်ကြီးကြောင့်17ရောက်မိရှုတပ်ဖြတ်မှုတွေကြောင့်2ရောက်အကျဉ်းထောင်မှာစေကူတမှုတွေလုံလောက်စွာမရတာကြောင့်1ရောက်မြေမြုပ်မိုင်းကြောင့်9ရောက်တို့ဖြစ်ကြပါဗျာ ဒါအပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုမြေမြုပ်မိုင်းနဲ့အကြောင်းမဲ့ရိုက်နှက်ခံရမှုတွေကြောင့်အမျိုးသမီး68ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖေဖော်ဝါရီလအတွင်းစကိုင်းတိုင်းဒေသကြီးတဲ့တေဆုံသူအမျိုးသမီး21ယောက်ရှိခဲ့ပြီးတေဆုံမှုအများဆုံးရှိခဲ့တဲ့တိုင်းဒေသကြီးဖြစ်ပါတယ်။ စကန်တန်းဒေတာပတ်မှတ်ဆိုလို့ရှိရင်ကျမတို့တည်တည်လိုမျိုးအကြံဖတ်မှုတွေကိုဟုတ်ဖို့ပြောဆိုပေးဖို့အတွက်အားနည်းနေတာတွေတွေ့ရတယ်လို့မျိုးတစ်ဖက်မှာလည်းစကန်တန်းဒေတာဟာဒီကာလမှာအာပြိပခအများဆုံးဖြစ်တဲ့နေရာဒေတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေကြောင့်ဒီလိုမျိုးအကြံဖတ်မှုတည်ဆုံးမှုတွေရှိတယ်များတယ်ဆိုတာဟာကိုကျမတို့တွေ့ရတယ်ပေါ့နော် နိုင်ငံတော်ဝါမှာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေကို PWU အနေနဲ့အသိပညာပေးမှုတွေလှုံ့ဆော်နေတယ်လို့လဲဆိုပါတယ်။ဒါအပြင်အကြမ်းဖက်မှုတွေကိုအပြစ်ပေးအရေးယူနိုင်စေဖို့နဲ့အကြမ်းဖက်မခံရခင်အမျိုးသမီးတွေအတွက်ထိရောက်တဲ့ကာကွယ်မှုရှိစေမဲ့မူပေါ်လစီတွေပေါ်ပေါက်လာစေဖို့သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကိုစီယုံပြောဆိုမှုတွေလှုံ့ဆော်နေတယ်လို့လဲမတ်ရီမျိုးလိုင်ကပြောပါတယ်ရှင်။ ကရိနီပူပေါင်းတပ်တွေကဘောလကဲအခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့ကရိနီတပ်မတော် KA ကပြောပါတယ်ကူပီတာကတင်ဆက်ထားပါတယ်ကရိနီပူပေါင်းတပ်တွေကခုလ9ရက်နေ့ကစပြီးဘောလကဲအခြေဆိုင်စစ်ကောင်စီချင်းမြန်တပ်ရင်းတွေဖြစ်တဲ့ခမရ339ခမရ49ကိုခမရ433ရတပ်တွေကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့ကရိနီတပ်မတော် KA ကပြောပါတယ် ကျွန်တော်အဲ့မှာကျွန်တော်တို့ကအဲ့ဒီမှာဝီဒီမှာဟုတ်ပါဘူးဆန်ပန်နေပြလဲဟိုဟိုထူလဲပေါ့အဲ့ဒါတော်ရှိတယ်လေကိုကြီးကစားတော့ဖြစ်တယ်ပေါ်လခဲချီဆိုင်စစ်ကောက်စီချင်းမြန်တရင်၃ခုဖြစ်တဲ့ခမရ၃ခုခွန်ခမရ၄နှစ်ကိုခမရ၄၃၃ညမှာအင်းအား၂၀၀လောက်ရှိပြီးအဲ့ဒီထဲမှာစစ်မှုထမ်းတင်တန်းဆင်းတွေလည်းပါတယ်လို့ဘုံမှုကြီးဘုံနိုင်ကပြောပါတယ်တိုက်ပွဲထဲစစ်ကောက်စီတပ်ဖက်ကလည်းလက်နက်ကြီးတွေလေကြောင်းပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဘုံမူကြီးဘုံနိုင်ကဆိုပါတယ်။ဘောလခဲမျိုးကိုခုနှစ်စောပိုင်းကတည်းကဂရနီတပ်ပေါင်းစုတွေကအလုံးစုံဝိုင်းဝန်းပိတ်ဆို့ထားပြီးရက်ခါဖြတ်တောက်ထားတဲ့အတွက်စစ်ကောက်စီဘက်ကရက်ခါနဲ့အင်အားဖြစ်တင်းမှုကိုလေကြောင်းကနေပဲလုပ်နေရတယ်လို့ပြောပါတယ်။ဘောလခဲမျိုးထဲကဒေသခံတွေကိုဖေဖော်ဝါရီလ12ရက်နေ့နောက်ဆုံးထားထွက်ခွာဖို့ဂရနီတပ်ပေါင်းစုတွေကအတိပေးထုတ်ပြန်ထားပြီးဖြစ်တာကြောင့်လက်ရှိမြို့ထဲမှာစစ်ကောက်စီနဲ့ဆက်ဆက်ပတ်သက်သူအယောက်900လောက်ပဲကျန်တော့တယ်လို့ဆိုပါရယ် ကြားတဲ့လူတွေကဟိုဒီစီကောင်စီရဲ့ဝှထန်းနေပါပဲ။ဘာမှဝှထန်းနေခြေအုပ်တွေနမနဲ့ရဲတွေမဆလို့ရတဲ့ဘာညာတွေလူတွေပဲကြာမလဲကြာတာရတာတော့မရှိတော့မရှိမရှိတော့ဖြစ်တော့ပြီးတော့ဂရနီပြည်ခြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကလည်းတိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အတွက်ဖားဆောင်မြို့နယ်မော်ချီဒေတာကိုဆက်တွယ်ထားတဲ့လမ်းတွေကိုမလ၄ရက်နေ့ကစပြီးရက်ကတ်တမ်းရှိပိတ်လိုက်တယ်လို့အတိအပြီးထုတ်ပြန်ထားပါတယ်။ သတင်းအစီအစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေဆက်သွယ်မိမျက်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ဖော်ခတ်ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။